ွင့်ချင်းစစ်အနိုင်တိုက်ကြအပိုင်းနဲ့ပြီးခဲ့တဲ့ပတ်ကကျွန်တော်တို့အာနာအကြောင်းအ ਨੇ အချင်းမိတ်ဆက်ခဲ့ကြပါမယ်အာနာပါဝါဆိုတာလေးနဲ့ပြီးနည်းနည်းကျေဝန်းတယ်လို့ပညာရှင်များကသုံးသပ်ခဲ့ကြပါမယ်မိသားစုအတွင်းမှာရှိတဲ့အာနာတိဆောက်တာကစပြီးနိုင်ငံအာဏာတည်ဆောက်တာများရဲ့အဆုံးအာဏာတည်ဆောက်မှုဟာအရေးပါလိမ့်ရှိပါတယ်။အာဏာကိုအာဏာရှင်စနစ်နဲ့အကြမ်းဖက်တည်ဆောက်မှလား ဒါမှမဟုတ်အာနာကို လူမှုစန္ဒနဲ့အညီတိဆောက်ပါလားဆိုတော့အာနာတိဆောက်မှုပုံသဏ္ဍာန်ကလည်းအဆုံးဖြတ်ခမ်းမှာပါလာပြန်ပါတယ်။ဒီတော့ကျွန်တော်တို့ဖွဲ့စည်းအုပ်ချုပ်ပုံခြေခံဥပဒေဆိုတာတွေဟာလူအဖွဲ့အစည်းရဲ့အကောင်းကျိုးစိုးကျိုးတွေကိုပြဋ္ဌာန်းတော့တာပါပဲ။တကယ်တော့ဖွဲ့စည်းအုပ်ချုပ်ပုံခြေခံဥပဒေဆိုတာလူမှုနဲ့လူမှုကိုစားလူမှုကိုအုပ်ချုပ်မဲ့အစိုးရတွေကြားအခိုင်အမာထူထောင်ထားကြတဲ့ကတိကိုစာချုပ်စာတမ်းတွေပဲဖြစ်ပါပဲ။ ဘာမျိုးတွတ်တဲမှုအားနည်းတဲ့ခေဟောင်းတို့အဖွဲ့အစည်းတွေမှာတဏရှိရင်အာနာရှိတယ်ဆိုတဲ့အယူအဆလွန်မှုလေးရှိပြီးလူအဖွဲ့အစည်းတွေလည်းအလိုအမြင် ကြီးလာပါပဲအနာအဝဝိုင်းကြံကြက်လာတာနဲ့အမြအာနာနဲ့ပတ်သက်ပြီးအသောအနှုန်းတွေအမျိုးအစားတွေတည်ဆောက်မှုစနစ်တွေဟာသိပ္ပံနီးကျလာတာတွေကိုလည်းတွေ့ရပါတယ်ဘာဝါဆိုတာပါလဲဘယ်လိုတဏ္ဍာရီနဲ့လူအဖွဲ့အစည်းမှာတည်ရှိနေသလဲနေပေအတိအကျမှာရှိနေတဲ့ ပါဝါလေးနဲ့ပတ်သက်ပြီးဘယ်လိုနားလည်ယူကြမလဲလက်တွေ့နိုင်ငံရေးမှာဘယ်လိုအခမ်းအနားကပါဝင်နေသလဲစစ်ပွဲတွေရဲ့အဆုံးဖြတ်ဟာအာဏာပေါ်ဘယ်လိုမီတည်နေသလဲစသဖြင့်ပါဝါရဲ့ကျယ်ဝန်းတဲ့နယ်ပယ်တချို့ကိုကျွန်တော်တို့တူဆော့ကြည့်လိုပါတယ်ပါဝါဆိုတဲ့အသုံးအနှုန်းကိုကျွန်တော်တို့နိုင်ငံရေးနယ်မှာအာဏာဆိုပြီးသုံးလေ့ရှိပါတယ် ဆိုလိုတာကတော့အခြားနိုင်ငံတွေမှာတော့ပါဝါဆိုတာကို အာနာဆိုပြီးသုံးလို့မရှိပါဘူးပါဝါဆိုတာကိုရေပုံရပြောရရင်တော့အလုံးလုံးနိုင်စွမ်းထိမ့်ချုပ်နိုင်စွမ်းကိုပေါ်ပြတဲ့တိုင်းတာမှုတစ်ခုလို့သမပြောကြရမယ်ထင်ပါတယ်ဥပမာအနေနဲ့အာနာ political power ကိုလူအဖွဲ့အစည်းနိုင်ငံမတူကွဲပြားတဲ့လူဒုလူဒန်းစားအဖွဲ့အစည်းများလုပ်ငန်းများမှာအစိုးရ အုပ်ချုပ်မှုစတဲ့လှုပ်ရှားမှုတွေကိုစီမံထိန်းချုပ်နိုင်တဲ့စွမ်းဆောင်မှုဟာအာဏာဖြစ်ပါတယ်။ပြည်သူအာဏာလို့ခေါ်မဲ့ people power ဆိုတာကတော့လူတို့ရဲ့ဆုံးဆုံးသွားတဲ့အာဏာကို လူတို့လက်ကိုပြန်လည်ရရှိအောင်ကြိုးပမ်းဆောင်ရွက်တဲ့လှုပ်ရှားမှုတွေကိုရည်ညွှန်းနေရှိပါတယ်။ဆိုတာကလူတို့ကိုယ်တိုင်ပူးပေါင်းဆောင်ရွက်တိုက်ပွဲဝင်ပြီးမိမိဆုံးရှုံးသွားတဲ့လူခွင့်ရေးမူလခွင့်ရေးတွေကိုစံနှပြမှုများတပိတ်မှောက်မှုများကစပြီး လက်နဲ့ကင်တိုက်ပွဲနှိနာမျိုးစုံတုံးဆွဲပြီးပြန်လည်ရယူစီခြင်းပဲဖြစ်ပါတယ်။အဓိကတိုက်ပွဲသရမအာနာရှင်တွေကိုစန့်ကျင်ပြီးအာနာရှင်အစိုးရတွေတရားမဝင်အစိုးရတွေကိုပြောင်းလဲဖို့ကြိုးစားခြင်းလည်းဖြစ်ပါတယ်။လူလူရဲ့လူမှုစီးပွားရေးကစလူမှုပတ်ဝန်းကျင်ဆိုင်ရာလုပ်ငန်းများပေါ်လူလူကိုယ်တိုင်ပူးပေါင်းပါဝင်ဆောင်ရွက်မှုလို့လည်းပြောနိုင်ပါပဲ။ကဘာမှာပြည်သူအာဏာလို့ခေါ်တဲ့ပြည်ပပါဝါလှရှားမှုတွေတိုက်ပွဲဝင်မှုတွေ မှာလည်းပဲအောင်ပွဲတွေများစွာရှိခဲ့ပါတယ်။ဥပမာအနေနဲ့1986လောက်ကဖိလစ်ပိုင်ရဲ့ EDSA Revolution မှာနိုင်ငံရေးအာဏာရှင်ဖာဒီနန်မာကော့စ်ဆိုရကို လူလူလှုပ်ရှားမှုနဲ့အဆုံးသတ်စေခဲ့တယ်လို့ Arab Spring လို့ခေါ်မဲ့2010နှစ်ကာလအတွင်းအာရပ်နိုင်ငံများတွင်ဖြစ်ပွားခဲ့သောအာဏာရှင်ဆိုးရများကိုစန့်ကျင်ပြီးပြုလုပ်ခဲ့တဲ့လူထုလှုပ်ရှားမှုတွေကလည်းပြည်သူ အာဏာတိုက်ပွဲပြီးဖြစ်ပါတယ်။ ဒီညမှာကျွန်တော်တို့အခမ်းအနားပြောနေတာကတော့ပြည်သူအာဏာဆိုတာအကျဉ်းဖက်လှုပ်ရှားမှုနဲ့အောင်ပွဲတွေရနိုင်တယ်လို့အကျဉ်းဖက်ပြည်နဲ့နဲ့ကိုင်တောင်းလို့ရည်လှုပ်ရတာဒီလည်းရှိတယ်ဆိုတာပါပဲဒီကပြောလို့တာကအောက်ဆိုးသူလူဒန်းစားတွေအစိုးရတွေကတိုက်ပွဲတရံကို ပြတ်ထမ်းပြီးရှိတာပဲဖြစ်ပါတယ်အာဏာဆိုတဲ့သုံးလုံးကိုနိုင်ငံလှုပ်ရှားမှုတွေမှာတုချက်သုံးလုံးလာကြတာလက်တွေ့နိုင်ငံရေးတွေမှာလည်းတွေ့ရမှာဖြစ်ပါတယ် ပြီးသူအနာလို့ခေါ်တဲ့ပြည့်ပဲပါဝါပါဝါဒိုင်နမစ်နဲ့အနာမြကြီးလို့ခေါ်တဲ့ပါဝါ equilibrium နာနာအနာချင်းခွင်ရှာ balance of power စတဲ့အသုံးအနှုန်းတွေမှာ theory တွေအမြောက်အများတင်ပြလာကြပြီးအနာကိုခွဲချမ်းစိတ်ပြမှုတွေလှုပ်လာကြတာကိုလည်းတွေ့ရှိရမှာဖြစ်ပါတယ်။ဒီလိုပဲစွမ်းအင်လို့ခေါ်တဲ့ energy ထောက်လုပ်ရေးတွေဖြစ်တဲ့ဉာဏ်စစ်စွမ်းအင် electrical power ကစပြီး နျူကလ িয়ার စွမ်းအင်အစုံစွမ်းအင်ထုတ်လုပ်ရေးတွေမှာလည်းသုံးစွဲကြတာတွေ့ရပါတယ်။စွမ်းမှုစွမ်းအင်ဖြစ်တဲ့ mechanical power ၊ညစစ်စွမ်းအင်ဖြစ်တဲ့ electrical power ၊အပူစွမ်းအင်ဖြစ်တဲ့ thermal power ၊နေရောင်ခြင်စွမ်းအင်ဖြစ်တဲ့ solar power ၊ဓာတ်စွမ်းအင်ဖြစ်တဲ့ chemical power ၊နျူကလ িয়ার စွမ်းအင်ဖြစ်တဲ့ nuclear power စသဖြင့် nuclear light မတူညီတဲ့ nuclear တွေမှာမတူညီတဲ့သဏ္ဍာန်တွေနဲ့သုံးစွဲကြတာလည်းတွေ့ရပါမယ်။ ဒီနေရာမှာကျွန်တော်နိုင်ငံအာဏာအဝိုင်းအဝိုင်းကိုလေ့လာလိုပါမယ်။ဥပမာပါဝါတိုင်းနမိတ်ဆိုတဲ့အသုံးလုံးဟာဒီနေ့အာဏာပြဿနာကိုတိုက်ပန်ညှိကြလေ့လာပေါ်ထုတ်ထားတဲ့လေ့လာတွေ့ရှိချက်ပဲဖြစ်ပါတယ်။ပြည်သူနဲ့အစိုးရကြားအာဏာခွဲဝင်မှုလူအဖွဲ့အစည်းကြားအာဏာခွဲဝင်မှုအဖွဲ့အစည်းတွေကြားအာဏာခွဲဝင်မှုကစမိသားစုအတွင်းအာဏာခွဲဝင်မှုတွေဖြစ်တဲ့ဆက်ဆံရေးလှုပ်ရှားမှုတွေကိုစနစ်တကျလေ့လာမှုတွေဖြစ်ပါတယ်။ ဒိုင်နမစ်ဆိုတာရူပဗေဒနယ်ပယ်ကတွေ့ရှိချက်တစ်ခုဖြစ်ပါတယ်။ရှင်လျောင်းမှုတွေဖြစ်ပွားရခြင်းအကြောင်းရင်းနဲ့ရှင်လျောင်းမှုတွေရဲ့အပြောင်းအလဲဖြစ်ပေါ်ခြင်းကိုလေ့လာတဲ့ပညာရလို့ပြောရမှာဖြစ်ပါတယ်။ဒါကိုကျွန်တော်နိုင်ငံနယ်ပယ်မှာနိုင်ငံရေးသိပ္ပံပညာတစ်ခုအနေနဲ့သုံးစွဲတဲ့အခါစနစ်ကျတဲ့ question စိတ်ချမှုတွေကိုလက်တွေ့လုပ်ခွင့်ရလာလို့စီးပွားရေးနယ်ပယ်လူမှုရေးနယ်ပယ်စတဲ့နယ်ပယ်များစွာအထိကျန်ရနဲ့ရှမ်းလာတာတွေ့ရပါမယ်။ အနာတိုင်းမြင်နေတဲ့လူအဖွဲ့အစည်းတွင်ကျိုးတရားမှုများစွာကိုပေါ်ထုတ်နိုင်ခဲ့ပါတယ်။လူမှုဆက်ဆံရေးအနာအပြောင်းလဲအနာရဲ့ရင့်မြင့်အနာရဲ့မူလရေတောက်မြင့်နိုင်ငံရေးအဆောက်အအုံလူနဲ့လူပဝင်းကျင်တို့ရဲ့အပြင်းအထန်အကျိုးပြုမှုစန့်ကျင်မှု ထိန်းကြီးမှုတည်ရောက်မှုစတဲ့လူအဖွဲ့အစည်းဆိုင်ရာပြည်ပခန့်တွေကိုဖြည့်ရှင်းရမှာများစွာအထောက်အကူပြုမှလည်းတွေ့ရပါမယ်။ဥပမာကနေ့မှာဆိုလို့ရှိရင်အနာချင်းဝင်းရှာအပြောင်းလဲကဘယ်လိုလဲ ဘယ်ဘက်ကိုတင်းညွတ်နေသလဲအာနာမြစီရောက်အောင်ပါလို့မလဲရံဖက်ကိုဖက်လက်ရှိလူလူအားကိုပဲလို့ထိမ့်သိမ့်မလဲအတွေ့အခေါ်ကိုဘယ်လိုတိဆောက်မလဲတပ်ပေါင်းစုကိုရောဘယ်လိုဖွဲ့မလဲကဏ္ဍဘယ်လိုစုဆောင်မလဲယနေ့ကမ္ဘာမှာစူပါပါဝါတွေကဘယ်သူတွေလဲဒီစူပါပါဝါတွေကိုဘယ်လိုအသုံးချရမလဲစစ်တပ်ရဲ့လက်ရှိကြုံတွေ့နေရတဲ့အကျတဲပေါင်းများစွာပေါ်ကဘယ်လိုတင်နေကဒီဟာမီးပြည့်ရဲ့ရေစဲတိုက်ပွဲဝင်မလဲ စီရင်နိုင်ငံရေးလုပ်ငန်းတွေကိုဘယ်လိုဆက်ဆက်စီမံဆောင်ရွက်မလဲစတဲ့ပြည်ရင်းပြပနိုင်ငံရေးခင်းချင်းစီရင်ခင်းချင်းတွေပေါ်စီးစနစ်တကျသိပ္ပံနည်းကျဘယ်လိုချင်းက ဆောင်ရွက်မလဲဆိုတဲ့လုပ်ငန်းလမ်းညွှန်တွေကို သိပ္ပံနည်းကျလေ့လာဖော်ထုတ်တိုက်ပွဲဝင်နိုင်ကြဖို့လိုပါမယ်။အဲ့ဒီအတွက်အတွေ့အော်တွေလိုမယ်အတွေ့အကြုံတွေလည်းလိုမယ်ကိုယ်နေပဲဆရာကျွမ်းကျင်မှုတွေလည်းလိုမယ်စင်မှန်တဲ့ဥဆောင်မှုတွေလိုမှာဖြစ်သလိုတော်လိုင်းလှုပ်တာက ညစာစားဝဲခြင်းပတာမဟုတ်ဘူးလို့တော်လန်ခေါင်းဆောင်များပြောတာမှတ်သားဖူးပါမယ်။တော်လန်ရေးကိုတော်လန်ရေးနဲ့တူအောင်လုပ်မှတော်လန်ရေးကအောင်မြင်မှာဖြစ်ပါလေ။စင်နိုင်တိုက်ခြင်းရင်စင်နိုင်တိုက်နိုင်တဲ့အကြောင်းတရားတွေကိုကျိုးကျောင်းစီရော်စွာကျွန်တော်တို့လေ့လာဖို့လိုပါလေ။အတ္တဘာဝနဲ့တကတိဘာဝကိုခိုင်မာဆင်ခြင်နိုင်ဖို့လည်းလိုပါမယ်။ဘာကြောင့်လဲဆိုတော့စိတ်ပညာဆိုတာသိပ္ပံပညာဖြစ်နေလို့ပါပဲခင်ဗျာ နောက်တော့ကျွန်တော်တို့စကြရအောင်ရကိုအောင်မိုင်ရဲ့ဆွဲယူလိုက်လာရှိရဲ့2024ခုနှစ်